တရက်ထောင်ဖောက်ခဲ့စဉ်ကအခန်း၁အပိုင်း၃တရန်တကုံတင်ပြီး၍ထားလိုက်သောအခါတွင်ကကျွန်တော်တို့စိတ်ဓာတ်များမှာလန်းဆန်းပေါ်ပါသွားသည်ရှင်ချီဖြက်လက်လာသည်သုံးယောက်သားမှာကြောက်ရွံ့ထိတ်လန့်ရန်ဝေးစွာကြောကြောရွရွနှင့်တာဆူနေသောပြိုင်မင်းများကဲ့သို့ဖြစ်နေပါတော့သည်နိုင်ပြန်တစ်ချက်ထိုး၍ဝါဒါတွင် အားလုံးကောင်းပါပြီခင်ဗျာကြီးကြတော့ခါကျွန်တော်တို့ထွက်ရန်ပြင်ဆင်ကြသည်ကျွန်တော်ကအိပ်ပျော်နေဟန်ရှိသောဥကြော်စင်ကို ပထမကတော့သည်ထို့နောက်ကျွန်တော်ဤเสียဥခင်မော်ဝေရှိရာအိတ်ထောင်သို့မှန်ပြီးကတော့လိုက်သည်ခါတိုင်းတွင်မိမောင်းမှာပုံမတီမှာရွှေ့၍ထိုးတတ်တော်လဲယနေ့ကတစ်ချက်မျှပင်မရှိဘဲကျွန်တော်တို့တန်တိုင်ဖြတ်ထားသောနေရာသို့ တက်တဲ့ကြီးကြားရောက်နေသဖြင့်တည်င်းပေါကြားလေးတလားဟုပင်တန်တရားဖြစ်မိကြပါသေးသည်။ရခင်ကနိုင်ပြန်တစ်ချက်လောက်ထိုးလျင်လျားနှဲလာရဲ့ဤကြောင်ကြောင်ဖြစ်လာတတ်တော်လေ။ယနေ့ကဖွေးနေအောင်ထိတ်နေသည်။လျားနှဲအောင်စောင့်နေလေမဖြစ်ကြတော့ပါ။တနိုင်း15မိနစ်လောက်တွင်အောင်ချီကတန်တိုင်ကိုစွဲနှိပ်၍ချိုးလိုက်ရာဖြောက်ခနဲမြည်ရဲ့ကျိုးသွားပါတော့သည်။ တန်တိုင်တစ်ခုနဲ့တစ်ခုမှာနားလက်မခန့်ခွာ၍စိုက်ထားသဖြင့်တစ်ချောင်းဖြုတ်လိုက်လျှင်ဆယ်လက်မခန့်ကျဲသွားသောကြောင့်ကိုကိုစောင်းပြီးလွန့်လျက်ဝင်ယူလိုက်လျှင်ကျွန်တော်ကဲ့သို့ပိန်ပိန်ပါးပါးလူများမှာအလွဲတကူနှင့်ထွက်နိုင်ပါသည် ပထမဆုံးကိုတိုင်းမောင်ဒုတိယကျွန်တော်အလွဲတကူချောင်းချောင်းချီချီနှင့်ထွက်လိုက်ကြသည်အောင်ကြီးကကိုလုံးအနှဲငယ်တုတ်ခိုင်သဖြင့် အတော်လေးကတိကသက်တိုးရထွက်ယူရသည်မိအောင်အောင်၌လည်းပြောင်ပြောင်ကြီးထွက်နေကြခြင်းဖြစ်တော်လေရာဟုတော့ကင်းစင်ပါဝေးလာသဖြင့်လှမ်း၍မမြင်နိုင်ခြင်းစနေတော့ကင်းစင်ပါလေအသောအုံများပင် ကွယ်နေသေးသည် အိတ်ထောင်သောဝါရာများမှလည်းဘ ਹੁ မျောစဉ်တွင် စု၍စကားပြောနေတဲ့ကြားရသည်ကျွန်တော်တို့ဘက်သို့မလာသေးခြင်းသုံးယောက်လုံးအပြင်ရောက်နေမောင်လေးတစ်ခုတို့ပြေး၍ခိုးလိုက်ကြသည် ျွန်တော်တို့မှာကင်းတုံးကြီးယူရန်အတွက်ဒီအိတ်ထောင်တို့သွားကြရအောင်ပြီဖြစ်သည်အိတ်ထောင်တစ်ခုနှင့်တစ်ခုကိုလက်ခုပ်တစ်ဖောင်ခန့်မြင့်သောအုံနယ်ရံများခြားထား၍ကျွန်တော်တို့မှာအဟိုမျော်စင်ကြီးအခြေတို့သွားပြီးမှဒီအိတ်ထောင်တို့ကူးကြရမည် သို့တော်လည်းမောင်ရိတ်ကိုခိုး၍ဝါဒါများအလစ်တွင် သူတို့အနာမှကက်လျက်ခြေတံမကြောက်ချွတ်နေ၍သွားကြရပင်တော့ ကိုတိုင်းမောင်နဲ့ကျွန်တော်မှပင်ကိုယ်တွင် အလုံးပျော်တက်ရှင်တက်သောသူများဖြစ်လျက်ကျွန်တော်တို့အရက်ထဲ၌အရာပွဲတော်လုံတိုင်းကကြခုံကြသူများဖြစ်သည်ကိုတိုင်းမောင်ကပွဲထဲတွင် ချွန်နှင်းသည့်အခါတီးလေးရှိသောတီးလုံးကိုခတ်တိုးတိုးလေတံနှင့်စသဖြင့်တီးနေရာကျွန်တော်ကချွန်မင်းသားလုံး၍ဟန်ရေးပြလျက်ဟိုကြည့်ဒီကြည့်ဟိုကက်လိုက်ဒီကက်လိုက်လို့ရအောင်ကြည်က အတန်အုပ်၍ခွိကားရီအယုံထတာမိကုန်ပါလိမ့်။ဟုတ်ကျင်းလိုက်ပါသည်။ကိုတိုင်းမောင်ကသဘောကျသွားတူတူရေလိုက်ပြီးမှအင်ဒရီရရသုံးယောက်သာဗဟိုမျောစဉ်ရှိရာသို့ကပ်လာကြပါသည်။မျောစဉ်တော့မောင်ရိတ်မှလှမ်းကြည့်လိုက်ရာဝါသာများကိုမမြင်ရ။မီးရောင်ကိုသာမြင်ရသည်။စကားပြောနေတန်ကိုလည်းမသိမကွဲကြားရသည်။အိတ်နေသလားသူမဟုတ်တုံးလုံးလဲနေသလားမသိတော့ ဝါဟာတယောက်ခြေတော့တစုံကိုလည်းမြင်ရတယ်အထက်ပိုင်းကမမြင်ရချင်သူတို့နေရာနဲ့ကျွန်တော်တို့မှာရှစ်ပေကဝေးပါလိမ့်ကျွန်တော်တို့လည်းအခွင့်ကောင်းဖြစ်ကြောင်းသိတယ်နဲ့ခြေပြားထောက်၍ခြေလမ်းကျဲကြီးများနဲ့ဗဟုမျောစင်ကိုဖြတ်ကူးလိုက်ပြီးလျှင်ဘီအိတ်ထောင်ဘက်သို့ချိုးဝင်ခဲ့ကြသည် မောင်ရိပ်သေးသို့ရောက်လျင်ကကျွန်တော်တို့၏ပထမဆုံးအဆင့်ကိုကျော်လွန်နိုင်ခဲ့ပြီဟု ၃ယောက်သာဝမ်းသာမိသွားကြပါသည်ဘီ8000တို့ရောက်လေကိုတိုင်းပေါင်ကတန်တကားဘောင်ပေါ်မှတဆင့်စင့်နှုံရှိရာသို့တက်သွားသည်ကျွန်တော်လည်းတက်လိုက်သွား၍အောင်ကြီးကအောက်မှအတင်းဆောင်နေသည်နှစ်ယောက်သာစင့်နှုံကိုမယူပြီးနောက်တစ်ဖက်စွန်းကိုနှိမ့်၍အောက်သို့ချလိုက်သည်အောက်မှအောင်ကြီးကစီးယူထိန်းကင်ထားသည်ထိုခိုက်တွင်ကျွန်တော်ကအောက်ဆင်းပြီး အောင်ကြီးနှင့်နှစ်ယောက်တူပြင်တုံးကိုဆွဲယူသည်ကိုတိုင်းမောင်ကအပေါ်မှအတန်မမီအောင်ထိမ့်ပေးထားရသည်ဤနည်းအားဖြင့်ခက်ခက်ခဲခဲနှင့်ပြင်တုံးကြီးအောက်သို့ရောက်ရပါသည်ယခုစာဖြင့်ရေးရသောအခါခဏမျှသာဖြစ်တော်လေပြင်တုံးကြီးချနေစဉ်၌ပင်အားလုံးကောင်းပါသည်ခမသုံးပါကြားရသည်ကိုထောက်၍55မိနစ်ကြော်ကြော်ကြီးကြာကြောင်းသိရပါသည်ကိုတိုင်းမောင်က ပြင်းတော့အောက်တို့ရောက်တယ်ဆင်းလာပါသည်တန်တကားပေါင်ကိုနင်းလိုက်ရာအမှတ်မဲ့ဖြစ်၍တကားကရွေ့ပြီးလျှင်ကျွီးဟု အတော်လေးကြကြကြီးညီသွားသဖြင့်လန့်သွားပါသည်အသက်ရှူရမှန်းပင်မသိတော့ပဲဝါဒါများကြားလေသလိုဟုလည်းရွက်မခတ်စောင့်ကြည့်နေကြသည်သို့တော်လည်းဘာမျှမထူးခြားသဖြင့် ကိုတိုင်းမောင်အောက်တို့တတိကြီးစွာဖြင့်ဆက်၍ဆင်းလာသည် အောက်တို့ရောက်ရင် အောင်ကြီးက ပြပြကြီးကြီးအတံမထောက်ဂယူးဆိုင်ပါဟု ပြောပါလေနဲ့ကြော်ကမီပြုတ်ရအံ့လားဟုခြေဖြင့်ကန်လိုက်ပါသေးသည်ဟိုတိုင်းမောင်ကလည်းအတော်တော့ပါဟာနောက်ဂယူးဆိုင်ပါမယ်စသဖြင့်အတံအုပ်၍တောင်းပန်နေသည် အမှန်အားဖြင့်ကိုတိုင်းမောင်ဟာအောင်ကြီးထက်လေးနှစ်ခန့်မြောက်ကြီးတော်လေရွှေတူတငယ်ချင်းရောင်ရဲဘက်ကဲ့သို့တခါတည်းရွယ်မင်းငါစသည်ဖြင့်ပြောဆိုနေကြရအောင်ရင်းနှီးသဖြင့် ဤသို့ပြုလုပ်ခြင်းဖြစ်ပါသည်တကယ်စိတ်ဆိုး၍လည်းမဟုတ်ပါကြည်စားသည့်သဘောဖြင့်လုပ်နေခြင်းသာဖြစ်ပါသည်ပြင်းတုံးကြီးကိုအောင်ကြီးနှင့်ကိုတိုင်းမောင်ကထမ်း၍ကျွန်တော်ကရှေ့မှထွက်လာခဲ့ကြပါသည်ယခုမူကားဒီအိတ်ထောင်ကိုကာထားသော အုတ်နေရန်ကိုကြော်ရတော့မည်ဖြစ်သည်အုတ်နေရန်မှာပေါ်ပြခဲ့သည့်အတိုင်းလက်ခုတ်တဖောင်ခန်းမြင့်သည်စနေတော့ကင်းစင်မှမီးရောင်နေချောင်ချောင်မှိမ့်မှိမ့်မှဖြောက်တော့စွာလင်းနေသည် ကျွန်တော်တို့ကိုရုတ်တရက်မြင်နိုင်ရန်မလွယ်လောက်ပါဤပြင်ချက်ကြီးကိုအုံနိုင်ရန်ပေါ်မှာကြော်ဖြတ်၍ယူဆောင်ရန်အတွက်မူလကစီစဉ်ပြီးဖြစ်သည့်အတိုင်းကိုတိုင်းပေါ်ကအုံနိုင်ရန်ပေါ်သို့တွေ့ကက်တက်ပြီးနောက်တစ်ဖက်သို့ရောက်သွားသည်ကျွန်တော်ကအုံနိုင်ရန်ပေါ်တက်၍ဝမ်းရထိုးနေရသည် အောင်ကြီးကပြင်းတုံးကြီးကိုမာပြီးအုံနိုင်ရန်ပေါ်သို့မေးတင်၍အနေငယ်တွန်းပေးလိုက်သည်ထို့သို့အတွန်းလိုက်တွင် ကျွန်တော်ကဝမ်းလျားထိုးနေရမှာပြင်းတုံးကိုလက်နှက်ဖက်ဖြင့်မာ၍အတန်မမီအောင်ရွှေ့ပေးရသည်ခံ၍ဖေးမှယူရလျက်စွဲအားကောင်းသဖြင့်ရွယ်ကူမီဖြစ်တော်လဲကင်းစင်မှငင်းလွယ်မီဆိုး၍မထိုင်ဝှက်ပါကျွန်တော်ကဝမ်းလျားထိုးရမှာလက်နှက်ဖက်ကိုတောင်း၍ပြင်းတုံးကိုမြှောက်ပြီးထိမ့်လိုက်လျက်အောင်ချီကအနှဲငယ်မြှောက်၍တွန်းလိုက်ရသည်စီးချက်ဝါချက်ကိုက်အောင်လုံးရသည်ဖြစ်ရာ ။တခါရွှေမခြောက်လက်မခန့်တာတာများရွှေပါသည်။ညမောင်းများညောင်းပြီးကြိုက်လာမှပြင်တုံးအလယ်ကဟုသို့ရောက်လာပါသည်။အနှဲငယ်ထက်ရွှေသောအခါပြင်တုံးကကိုတိုင်းပေါင်ဘတ်သူပို၍ရှည်လာပြီးလျှင်နေစင်းစပြုတ်လာပါသည်။ကိုတိုင်းပေါင်ကစည်း၍ထင်းရန်အသေးဆောင်နေပါသည်။ဤကဲ့သို့မထင်းရင်မြေကြီးသို့ဒုံကနေအတံမြောင်ကြာသွားနိုင်စရာအကြောင်းရှိပါသည်။ကိုတိုင်းပေါင်က ပြင်တော့ကိုကင်ပြီးရင်ကျွန်တော်နဲ့စီးဝါချက်ကိုက်ဆက်၍ဆွဲอยู่ရပြန်သည်ထိုခါတွင်မှအောင်ကြီးကကြော်တက်ပြီးလျင်ရရင်ဘက်မှပြင်ကိုယူရန်အသင့်ရှိနေရသည်အရွေ့၍ရွှေ့ယူရင်ပြင်ဆုံးရောက်တော့အခါကျွန်တော်ကပြင်ဆုံးကိုမယူ၍အောင်ကြီးအားပေးလိုက်ရသည်ဤသို့အားဖြင့်အုံနယံကိုကြော်ဖြတ်၍ပြင်ချက်ကြီးတည်ဆောင်နိုင်ခဲ့ပါတော့သည်ကိုတိုင်းပေါ်မှာ ျွန်တော်တို့ကဲဆိုမဟုတ်ပဲခြေတစ်ဖက်ကအားနေနေတဲ့ဖြင့်ပြင်းတုံးကြီးကိုကျွန်တော်နဲ့အောင်ကြီးကထမ်းယူပြီးသူကရှေ့ကသွားသည်တခုခါကျွန်တော်တို့မှာထောင်ဤအင်္ဂါတောင်းစီတို့ရောက်နေပြီသို့တော်လည်းအင်္ဂါတောင်းရှိမိမထောင်နိုင်ရည်ကြီး꽌နေတဲ့ဖြင့်ဘူးဝကင်းများကမမြင်နိုင်သေးခြင်းထိုဘူးဝ၌ရဲဘော်ရှေ့ရောက်တနတ်ကိုယ်စီဖြင့်ရှိသည်ဟုအတိအကျသိရပြီဖြစ်သည် ရာဟုတော့ကင်းစဉ်တွင်တနတ်၄လက် စနေတော့ကင်းစဉ်တွင်တနတ်၄လက်စုစုပေါင်း16လက်တို့ကြားမှလွတ်အောင်ပြေးနေကြရခြင်းဖြစ်ကြောင်းကိုကောင်းစွာ နားလည်ပြီးဖြစ်၍ဤမြတ်ဂတိကြီးစွာ ထားနေကြရခြင်းဖြစ်သည်ကျွန်တော်တို့အပြင်သို့ထွက်ရမည့်နေရာမှာတနင်းတွေတောင်းရှိစေယုံကန္တာမှာကဲ့၍ထွက်ရမည်အင်္ဃာတောင်းစီမှာတနင်းတွေတောင်းသို့ဤကဲ့သို့သွားမည်နေ ဘူဝါနှင့်ဝေးအောင်အတွင်းပတ်မှခိုရိပ်သွားလျင်ဘဟုမျောစင်မှဝါကများကမြင်နိုင်သည်ဘူဝါရှိမှဖြတ်သွားလျင်လည်းဂိုင်းကနေမြည်ပြီးပုံကနေလေးသွားနိုင်သည်၃ရောက်သာအတော်ကြာမျှနိုင်နေမိကြသည်၃ຫນိုင်တန်ချောင်းခောက်ပြီးအားလုံးတန်ပြိုင် ကောင်းလိုက်ကြသောအခါတွင်ကတွေးနေကြလျင်တွေးမိခါတော့မည်ဖြစ်ကြောင်းအတိပြုမိကြလေတော့သည် နောက်ဆုံးတွင်ကဘူဝအချိန်နာစီမှာကပ်၍အရေးဆုံးတဲ့ချက်သွားကြမည်။တေလဲကံရှင်လဲကံအဖြစ်စွန့်စားကြတော့မည်ဟုအဋ္ဌံပြုလိုက်ကြပါတော့သည်။အစီအစဉ်မှာကျွန်တော်နှင့်အောင်ချီကပြေနှုံးကြီးကိုထမ်းလာပြီးအသင်ရှိနေရပြီ။ကိုတိုင်းမော်ကတယောက်တည်းရှိကပြေးသွားနေပြီ။သူ့ကိုမြင်၍ဖြစ်လျင်ကျွန်တော်တို့ကလာလန်းတိုက်ပြန်ပြေး၍ အိတ်ထောင်တွင်သို့ဝင်ပြီးဘာမှမသိတကယ်သို့နေလျက်အသက်ဘေးမှလွတ်နိုင်သည်တကယ်၍ဘာမှမဖြစ်လျင်ကျွန်တော်တို့ကပြင်နှုံးကိုထမ်း၍လိုက်ကြရမည်ကျွန်တော်တို့ကြားမှမြင်၍ဖြစ်လျင်ကိုတိုင်းမောင်ကတစ်ဖက်မှကြွေပြေး၍အိတ်ထောင်တွင်သို့ပြန်ဝင်ပြီးဝါရံများမှာတနက်နေ့ဖြစ်သောနေရာကိုဂယုဆိုင်နေကြသည်ဖြင့်အိတ်ထောင်ကိုဂယုဆိုင်နိုင်ကြမည်မဟုတ်ဟုယူဆကြသည် ကျွန်တော်ကရှေ့မှအောင်ချီကနောက်မှပြင်းတုံးကြီးကိုထမ်းလျက်အသင့်ရှိနေသည်ခြေတော့လက်မောင်းအကူလုံးရှိကြွက်သားအစုံစုံမှာအသင့်ရှိအောင်တောင့်ထားသဖြင့်ဖြစ်ဖြစ်မီလာတော့မီလားဟုပင် အောင်းမေးရပါသည်ကိုတိုင်းပုံကကျွန်တော်အနာသို့လာ၍လေတံဖြင့်ဟဲ့ကိုရှေ့ရသွားမယ်တိန်လဲကိုကံပေါ့ငါ့ကိုပြင်ကြောင်မနေနဲ့တမ်းပြီးတော့အိတ်ထောင်စီပြန်ပြေးရှားလာကျွန်တော်ကခေါင်းညှိလိုက်သည် အတန်မှာရေတံဖြင့်ပြောတော်လဲအသက်ဆုံးထားသော လူတယောက်၏ရင်တွင်မှထွက်လာသောအတန်ဖြစ်သည့်အတိုင်းမာကျော်၍အဋိဌံအပြည့်ပါနေသည်တဖန်ကျွန်ုပ်ကိုပြောပြီးလျှင်နောက်ဖက်မှထမ်းနေသောအောင်ဂျီစီတို့သွားပြန်သည် ချက်ချင်းလိုလိုပင်ပြန်လာပြီးကျွန်တော်လက်ကိုဆွဲလိုက်တာဖြစ်လျက်ခိတားရက်နေပြီးလျှင်ခြာကနေလှည့်၍ထွက်သွားပါသည်ဘူဝရှိမရောက်မီမောင်ရိတ်၌ခိုလျက် ဆယ်စက္ကန့်မြောက်အချိန်လေးကြည်ပြီးလျှင်ရိတ်ခနဲဖြတ်ပြေးလိုက်ပါသည်။ဒိန်ကနေကျွန်တော်နှလုံးသားမှလည်းခုန်တက်လာသည်ဟုပင် ထင်လိုက်မိပါသည်။သို့တော်လည်းဘာသာမြောက်မကြားလိုက်ရပဲဘူးဘော့တစ်ဖက်အစွန်ရှိအုံနယ်ရဲ့အကွယ်သို့ရောက်သွားပါသည်။အုံနယ်ရဲ့မှာအဖြူဖြစ်၍အင်းကြီးအပြာဝတ်ထားသော ကိုတိုင်းမောင်ကိုခမဲမဲလှမ်း၍မြင်နေရသည်။အုံနယ်ရဲ့တောင်ချိုးဖြစ်၍ဘူးပေါ်မှမမြင်နိုင်တော့ချေ။ ကိုတိုင်းမောင်ကလက်ကိုခွေ၍ပြလိုက်သည်ကျွန်တော်ဤခြေများမှာတာလှုပ်လိုက်သောမြင်းကဲသို့ကြွကနေဖြစ်က အရှင်ယူလျက်တွတ်တွတ်ကြီးပြေးနေတော်သည်အောင်ကြီးကလည်းအသိဖြစ်နေရာတပြိုင်တည်းပြေးလိုက်လာသည်ဘူးဝါရှိတွင်ပြေးနေရချိန်မှာရေကြီးနှင့်ခြေထောက်ထိခဲ့လေသလားမထိပဲပြန်တက်ခဲ့လေသလားဟုကျွန်တော်မပြောတတ်တော့ပါတစ်စက္ကန့်မျှပဲမကြာပဲကိုတိုင်းမောင်ရှိရာသို့ရောက်လာတော်သည် အေးပုံသုံးပုံကိုပါအောင်မြင်ခဲ့လေပြီယခုအုံနေရန်တစ်ခုကိုကြော်ပြီးလျက်ကနောက်ဆုံးအုံနေရန်ကြီးကိုသာကြော်ဖို့ရှိကြတော့သည်အတွင်းမမအုံနေရန်ကလေးမှာယခင်ကဘီကလပ်အကျဉ်းသားများထားရအကန့်ဖြစ်၍ခုနှစ်တောင်ခန့်မြင့်မီဟုထင်ပါသည်ဘီကလပ်နေရန်ဤအခြေ၌အုတ်ကံကလေးတစ်ခုရှိပါသည်ဒေးမီခန့်မြင့်ရာထိုအုတ်ကံပေါ်မှတဆင့်ဘီကလပ်အုံနေရန်ကြီးပေါ်သို့တက်ကြသည် ရင်တုံးကြီးကိုလည်းရခင်နေတိုင်းတည်ယူကြရပြန်သည်အနောက်မြောက်ကင်းစင်မှမိမောင်းမှာကျွန်တော်တို့နှင့်တက်တဲ့ကြီးဖြစ်နေပြန်သည်သို့တော်လည်းမတက်တာတော့ကြီးမိရောင်ဤအောင်းလိုက်ပင်လေခတ်တော့တော့ကလေးအလုံးလုံးကြရာမိကလက်အတွင်သို့အားလုံးရောက်သွားကြမှစိတ်အေးကြရတော့သည်မိကလက်အုံနေရန်မှာခုနတောင်ခတ်မြမြင့်သည်ဖြစ်ရာကျွန်တော်တို့ကိုဤသူမြမမြင်နိုင်တော့ပြီသို့တော်လည်း အပြင်အုံနိုင်ရန်ကြီးမှာစေတောင်ခန့်မြင့်သဖြင့် ထိုအုံယိုးကြီးကိုကြော်နေတာယာဟုတော့ကင်းစင်မှာဖြစ်စေဘူဝကြီးမှာဖြစ်စေတည်တည်ချာချာကြီးမြင်နိုင်သည်ထိုအုံယိုးကိုကြော်ပြီးရင်က အပြင်လောကသို့ရောက်ပြီဖြစ်သည်ကျွန်တော်တို့အစီအစဉ်အတိုင်းပြင်းတုံးကြီးထိတ်တွင်ချိုးချီလှုပ်လိုက်ရင်ပြင်းစင်ကြသည်ထို့သောပြင်းရင်လွှာရင် ကိုတိုင်းမောင်ရွယ်အိမ်၌ထဲ့လာခဲ့သောကျိုးမှာရှာ၍မတွေ့တော့ချင် လွယ်အိတ်လွယ်နေသလားဟုလွယ်အိတ်တိုင်းကိုအိတ်သွန်ဖာမောက်ရှာကြသည်မတွေ့၃ရောက်သားမှာယာများကုန်ကြတော်သည်ကိုတိုင်းမောင်ကဘီကလက်ထဲရောက်မှကြသည်ဟုထင်ကြောင်းပြောသဖြင့်ကြားနောက်မိနေရာကိုတာဖွဲ့လျက်လက်ဖြင့်စမ်းကြသည်အချိန်သာကုန်၍မတွေ့တော့ချင်းအားလုံးကောင်းကြပါသည်ခမတခါအော်တိုင်းကျွန်တော်တို့မှာအားလုံးကောင်းခဲ့ကြသည်ခမနောက်ဆုံးမှာ စံပြောရသည်မီတော့တထိတ်ထိတ်ဖြစ်နေကြရတော့သည်နောက်ဆုံး၄နိုင်တန်ချောင်းခောက်ပြီးမှကိုတိုင်းမောင်ကဟာငါမေ့နေတာပဲငါတို့ချုံအိတ်ဖို့ပေးထားတဲ့တက်ကလက်ဆောင်ကြီးတစ်ထည်ကိုလမ်းမှာလိုရမရဆိုပြီးတုတ်လာခဲ့သေးတယ်။အဲ့ဒါကို၄ဘိုင်းအလျားလိုက်စုပ်လိုက်ချိုးပြစ်မှာပဲကျွန်တော်တို့အပေမြောက်ဝမ်းသာသွားကြသည်ကိုပေါ်ပြရင်လူတော့မီမထဲပါ အောင်ကြီးကလည်းထိုအခါမှထား၍ခုံလိုက်ပြီးလေ ကိုတိုင်းမောင်စီပြေး၍မအေးဘေးကလာမင်းအတော့မကြလို့နောက်ကြကုန်လားကဲကွာကဲကွာနှင့်ပြောပြီးခြေမနှောက်နဲ့နောက်ကျောကိုလေးရက်လောက်ဆင့်ကဆင့်ကပေါက်နေပါသည်ကိုတိုင်းမောင်ကလည်းကြိတ်ရရဲ့လျက်ဟာဟာတော်ပါတော့ဟာတော်ပါတော့အပြင်ကျမှဝိုင်းနေတေးကြပါအတော်ရဟိုးကောင်းလေးကြားကုန်ပါဦးပဲခုပြောရင်ဆောင်းကိုထုတ်ယူနေပါသည်အောင်ကြီးတွင် အသိပါလာသောတမျောင်နှင့် ဆောင်ကိုဓာရပေးပြီးစုတ်ကြပါသည် ပထမတွင်အတံမမီအောင်ဓာဖြင့်သာလှီးဖြတ်နေတော်လဲခီးမတွင်လာသဖြင့်လက်နှင့်ဆွဲလျက်စုတ်ကြတော်ရာဘီကနေဘီကနေညီတော်အတံကြီးမှာအုံနိုင်ရန်ကြောင့်ပို့ပြီးကျယ်နေပါသည်အေးပိုင်းစုတ်ပြီးနောက်ဆက်လိုက်ရာ72တောင်း73တောင်းခန့်ရှိတော်ပါသည်ပူဆောင်ကိုပြင်းလုံးထိတ်တစ်ဖက်စွန်လိုက် ရံပြားထုတ်တွင်ခြီလာကြသောရှော်ကြိုးများဖြင့်တွေး၍ကက်ချီလိုက်ပါသည်။ကြံနေသောပြဿနာက အုံယိုးပေါ်တွင်တစ်ခုနှင့်တစ်ခုမေးတင်၍ထားသောအုတ်ခဲများဖြစ်သည်။ထိုအုတ်ခဲများမှာအပေါ်မှစ၍တစ်ခုစီချာမှဖြစ်မည်။ရှည်ဆုံးမှတက်သောလူက အုတ်ခဲများကို အောက်သို့ဖြစ်ပေမည်။အောက်ကလူများက အမိရပံ၍ပုံထားရမည်ဖြစ်သည်။ခန့်မှန်းခြင်း ။ Okay ပေါ့အလုံး20ခန်းများချရမည်ဟုမှန်းဆကြသည်။ရှည်ဆုံးမှတိတ်ရန်ကိုတိုင်းပေါ့ဒုတိယကျွန်တော်နောက်ဆုံးမှအောင်ကြီးကတက်ရမည်။ကိုတိုင်းပေါ့မှာခြေတစ်ဖက်အားနေသဖြင့်ရေးချောင်းရှိလျင်နောက်လူများကအေးနိုင်ကုန်နိုင်ရန်ဖြစ်သည်။အောင်ကြီးမူကတောင့်တင်တန်မာသူဖြစ်၍စိုးရိမ်စရာမရှိချေ။သုံးယောက်သာကင်တုံးကြီးကိုထောင်လိုက်သည် ဆောင်စာကြီးတန်းလန်းတန်းလန်းနှင့်ပြင်တုံးကြီးထောင်သွားသည်ကိုဘီးရောင်အောက်တွင်အထင်းသားမြင်ရသည်ပြင်တုံးကိုနိုင်ရန်တွင်မိလျက်ခက်ဆောင်ဆောင်ထောင်လိုက်သောအခါပြင်တုံးကပင်တစ်တောင်ကြော်ကြော်ခန့်ပုံနေသေးသည်ကိုတိုင်းပေါင်ကကုန်း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 နှင့်ပြင်တုံးကြီးပေါ်မှရှောက်၍တက်သွားသည်ဒီကလပ်အုံနေရန်ထက်မြင့်သွားသောအခါကိုတိုင်းပေါင်မှဘီးရောင်အောက်တွင်ထင်ထင်ရှားရှားကြီးဖြစ်နေသည် အုံယိုးပေါ်သို့ရောက်သောအခါအုံယိုးထိတ်၌ပူ၍ဝင့်နေသည်ကျွန်တော်တို့ကသူဖြစ်ချလိုက်ပြီးအုတ်ခဲများကိုဖမ်းယူရန်အတင်းဆောင်နေသည်ထို့သောသူကပြင်မချခြင်းအကုန်းကုန်းတရွရွနှင့်လုံနေသည်ကျွန်တော်ကခအုပ်အုပ်အတန်ဖြင့်ဟေးအုတ်ခဲချလေဘာလုပ်နေရလဲနေပါစေတော့အောက်ကိုမချဘဲဖြစ်တယ်အုံယိုး၏အကျယ်မှာတံတောင်ခန့်ရှိရာအုတ်ချက်များကို နိုင်ငံပေါ်တွင်အိုဘက်ဒီဘက်စီပြန်တင်ထားလိုက်ခြင်းဖြင့်ပြီးမြောက်လျက်လူတယောက်စာထွက်ပေါက်ရလာပါသည်ထိုချိန်တွင်ဆောင်းသားကြီးမှာအုံနိုင်ငံအတွင်းဘက်သို့တန်းလန်းကျနေစဉ်ဖြစ်သဖြင့်ကိုတိုင်းမောင်ကရေငယ်တကဲ့သို့ဆွဲယူရပါသေးသည်ဒီမှာအပြင်ဘက်ကိုချလိုက်သည်ထို့နောက်ကဆောင်းသားကိုလှမ်း၍ကင်လိုက်သည်ကိုမြင်ရပြီးရိတ်ခနဲပြောက်သွားပါသည် ။ဘုဘတ်သူရှောသွားနေသည်။အကယ်၍ကျွန်တော်တို့ရှိရာသို့ထောင်ချံများ ကြည့်လျင်တေချာသွားမြင်ကြမည်ဖြစ်သည်။အယူမဆိုင်ကြ၍သာဖြစ်သည်။15မိနစ်တစ်ချိန်အော်နေရသဖြင့်မအိပ်တီမှာတေချာသည်။သို့တော်လည်းအိမ်မုံဆုံးွားထထအော်နေတယ်လို့မပြောတတ်။စာပတ်နေခြင်းလည်းဖြစ်နိုင်သည်ညီတို့ပင်ဖြစ်စီကျွန်တော်တို့ဤကံကြမ္မာကောင်းနေကြောင်းကထင်ရှားနေပြီ ကျွန်တော်ဒီလဲဇက်တိုက်တက်လိုက်သွားသည်ကြောက်စိတ်ဟူ၍လုံးဝမရှိတော့ပဲယုံကြည်မှုမှခိုင်မာလာပါပြီပုံရိုးထိတ်ရောက်မှကျွန်တော်ကငုံကြည့်လိုက်ရာရံရံတွေကက်လက်ဝေါ်ကြည့်နေတော့ကိုတိုင်းမောင်ကိုတွေ့ရသဖြင့်ဒီမှာကိုတိုင်းမောင်ကြည့်ကြည့်ဇက်လိုက်မင်းသားဒိုင်မင်ထိုးမိဟန်မျိုးလက်ကိုကားပြလိုက်ရာ ကိုတိုင်းမောင်ကအမြင်လာစမ်းမှာမအေးဘေးတော့တေတော့မှာပဲ ထိုခါမှကျွန်တော်လဲဆောင်းသားကိုဆွဲ၍တွဲကနေခုလျက်ရှောဆင်းလာခဲ့ပါသည်။ဘီးရောင်မှာအပြင်ဘက်တွင်လည်းထိန်နေပါသည်။ချက်ချင်းတို့လိုပဲအောင်ကြည်လဲရေဒီဆင်းလာတကယ်ဆိုရှောကနေကြလာသည်။အုံနေရန်နဲ့ပေ20ခန့်အကွာတွင်ရင်ခွဲရုံကလေးရှိပါသည်။ထိုရင်ခွဲရုံသို့တယောက်စီလက်ခနဲလက်ခနဲပြေး၍ကတ်ကြရပါသည်။ ရေခွဲရုံပေါရင်းမှတစ်စင်မင်းတို့လမ်းမကြီးပေးရှိရောင်းတဲ့သူလှိမ့်၍ချလိုက်ကြသည်ခနိုင်နေတစ်ပင်ခြုံွယ်ကလေးများကြောင့်ကျွန်တော်တို့ကိုမမြင်နိုင်တော့ပါရောင်းတဲ့မှာတစ်စင်မင်းတို့လမ်းမကိုဖျက်ရက်ရောက်ဖက်သူပြေးကြရသည်တန်းမြင့်ကြောင့်အရှိတ်ရန်ကလေးတစ်ခုတို့ရောက်လေလေးနိုင်ခွဲတန်ချောင်းခောက်တန်ကြားရလျက်တန်ပြိုင်អော်လိုက်တော့အားလုံးကောင်းကြပါသည်ခမညာ ိုကြားရပြန်သည်ကျွန်တော်ကအတန်ခတ်ဖို့ဖွင့်ကလေးဖြင့်အေးအားလုံးကောင်းကြရယ်ထောင်ကြီးမှာ ပြန်လဲစိတ်ငြိမ်သွားသည်ဖြူဖွေးနေသောမီးရောင်နှင့်ခမိုင်းမိုင်းအုံယိုးတမျောတခေါ်ကြီးကို၎င်းမသိမကွဲခမဲမဲမြင်ရသောဗဟုမျောစဉ်ကြီးကို၎င်းနောက်ဆုံးအနေဖြင့်ကြည်ပြီးနောက်ကျွန်တော်တို့ရဲသုံးပေါ်အပြေးကလေးထွက်ခွာခဲ့ကြရတော့သည်မြို့မှာအထွက်တွင် အနောက်မြောက်ဘက်ခရိုရိုချီဘောလာကုန်းရွာမှာကပ်၍ထွက်ကြရမည်။မြောက်ဘက်အရာရှိများနေသောအိမ်တို့၌၎င်းဘော့စတယ်ကလေးထောင်၌၎င်းစစ်တပ်များဒုဒေနှင့်ရှိနေသည်။မျက်စိလှည့်၍တရားလည်လည်ဖြစ်နေသောကြောင့်ဘောလာကုန်းတို့ပင်တော်တော်နှင့်မရောက်နိုင်ပါ။နားနိုင်ထိုးလူနေမှဘောလာကုန်းမှဖြတ်၍မြောက်ဘက်ထွက်ကြရသည်။အရှိအစီတွင်ရဲရဲနေ၍ ရောင်ကြီးပြုတ်လာပြီကျွန်တော်တို့သုံးယောက်မှာထိုရောင်ကြီးအောက်တွင်တယောက်မျက်နှာတယောက်ဟော်မပြနိုင်သောဝမ်းသာခြင်းမျိုးဖြင့်အလှဲ့စီကြည်နေမိကြသည်အပြင်လောကဤလွတ်လပ်သောလေကိုလည်းအာရပါရရှူကြရသည်ကိုတိုင်းပေါ်ကဝမ်းသာမြူတူသောလေဖြင့်ငါတို့လွတ်ကြပြီအေးငါတို့လွတ်ကြပြီကျွန်တော်တို့ကတန်ဖြိုင်ပြန်ပြောကြသည် ထို့နောက်ကနောက်မှတိုင်းမီရန်သူကိုတင်းရှောင်ရင်ရှေ့တွင်ရှိနေသေးသောရန်သူနေပဲတနက်ပြောင်းပေါများရှိရသူသုံးယောက်သာခြေကုံတုတ်လျက်ဤခဲ့ကြပါတော်သည်အခန်းနှစ်ကိုဆက်၍ပေါ်ပြသွားပါမည်ခင်ဗျာ